ဝိဆက် APP ကိုအသုံးပြုတဲ့သူတိုင်းစိတ်ချယုံကြည်စွာအသုံးပြုနေတယ်ဆိုလို့ရှိရင်တော့ဒီသုံးချက်ကိုမဖြစ်မနေတည်ထားမှာဖြစ်ပါတယ်အဲ့တော့ဝိဆက် APP မှာကျွန်တော်တို့နေဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီမှာ log app လောက်ထားတာဖြစ်တဲ့အတွက် app ကိုကျွန်တော်တို့ log ခွင့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်ဒီညာဘက်အပေါ်နားမှာရှိတဲ့ asset play 30ကိုနှိပ်ပေးလိုက်ပါမယ်။ စက်ကလေး30ကိုနှိပ်ပြီးတော့ကျုပ်ဒီကဒီမှာစက်တီလေးတဲ့ကိုဝင်ပြီးလိုက်ပါမယ်စက်တီတဲ့ကိုဝင်ပြီးွားပြီဆိုရင်ကျုပ်စက်တီမှာ privacy ကိုကျုပ်ချပေးရမှာဖြစ်ပါတယ်เนาะ privacy ကျုပ်ဒီမှာ privacy ကိုတစ်ချက်နှိပ်ပြီးပါ privacy ကိုနှိပ်ပြီးွားပြီဆိုလို့ချင်းကျတို့ကဒီဝိဆက်မှာကိုကအင်တာနက်သုံးနေတာကိုတခြားလူတွေမသိစေချင်ဘူးဆိုလို့ချင်းကျတို့ဒီမှာ ဒီအပေါ်မှာရှိတဲ့ let's see an online ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲ့တော့ပုံမှန်ဆိုလို့ရှိရင်သူက AVO မှာဖြစ်နေတယ်အဲ့တော့တခြားလူတွေကျွန်တော်တို့ online ပုံမှာပို့ရှိနေတယ်ဆိုတာကိုမသိအောင်ဆိုလို့ရှိရင် ကျွန်တော်တို့ကဒီမှာ no body ဆိုတာလေးကိုထားပေးပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီအောက်မှာလည်းတခါအောက်မှာလည်းတခါထပ်ပြီးတော့ samlet c ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့ ရွေးပေးလိုက်ပါရေးပြီးွားပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ online တုံးနေတယ်ဆိုတာကို line ပေါ်မှာရှိနေတယ်ဆိုတာကိုတခြားလူတွေမိစိတွားပြီးတော့မပြပြီးတော့ဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ဖွင့်ညင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာလာပြီးတော့ဖွင့်လိုက်ရုံပါပဲခင်ဗျာနော်ပြန်ပြီးဖွင့်ရင်လည်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဖွင့်ရုံပဲဒါမှမဟုတ်ဘူးကျွန်တော်တို့ကိုနဲ့ content ဖြစ်တဲ့သူတွေပေါ့နော် content ဖြစ်တဲ့သူတွေဆိုလို့ရှိရင်တော့ my content ဆိုပြီးတော့ကျွန်တော်တို့ရွေးပေးထားလို့ရတယ်ဟုတ်လားအဲ့လိုမျိုးကျွန်တော်တို့က ဟို avion ထားခြင်းလဲဆိုလို့ရှင်တော့ avion ကတော့ public နဲ့တူတူပဲဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ဒီအချက်ကိုကျွန်တော်တို့ကတိချားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့အဲပုံမှန်တိုင်းပြန်ထားခြင်းလဲဆိုလို့ရှင်တော့ avion မှာပြန်ပြီးတော့ထားပါပြီးရင်တော့ကျွန်တော်တို့ကဒါပြန်ပြီးတော့ထွက်လိုက်ပြီဗောနော်ဒါတစ်ချက်ဖြစ်ပါတယ်ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ကဘယ်လိုထပ်သွားမလဲဆိုလို့ရှင်အောက်နာကိုနည်းနည်းလေးဆွဲပေးလိုက်ပါ အောက်နာကိုနည်းနည်းဆွဲပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့နဲ့မတိတဲ့သူတွေပေါ့နော်ကိုနဲ့မတိတဲ့ဒဇိန်တွေကဒီကျွန်တော်ဝိစ္စကနေပြီးတော့ဖုန်းခေါ်လာလို့မကြအောင် အကယ်၍ဖုန်းခေါ်ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ node မှာအရင်လာဖို့အောင်ကျွန်တော်တွေလောက်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ call ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီပေါ်ကစတီလေးကိုတစ်ချက်ဖွင့်ပေးထားလိုက်ပါ ဒီစတီလေးကိုကျွန်တော်တို့ဖြန့်ပေးထားလိုက်ပါဒီကောင်လေးကိုဖြန့်ပေးထားရဲဆိုလို့ရှင်ကိုနဲ့မတိတဲ့ဒဇယ်ကြီးဖုံးနေပေါ့နော်ဖုံးနေခေါ်လာရဲဆိုလို့ရှင်ကျွန်တော်တို့စီကိုအရင်ဆုံးသူကနိုတီပို့လာပြီးမှဖြစ်ပါတယ်အဲ့တော့နိုတီအရင်ဆုံးကျွန်တော်တို့ပို့လာပြီးမှကျွန်တော်ကလက်ခံမှသာလင်းကျွန်တော်ဒီဖုံးကိုပြောမှပြောလို့ရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ဒါလေးကိုကျွန်တော်တို့ဖြန့်ထားပေးပါအဲ့တော့ပြန်ပြီးတော့ပြိတ်ရှင်တယ်ဆိုလဲခုနဟာလေးကိုပြန်ပြိတ်လိုက်အောင်ပဲပေါ့နော် နောက်တစ်ချက်ကပါလဲဆိုလို့ရှင်ကျွန်တော်တို့ကဟာလာခုနကဟာကိုကျွန်တော်တို့ဖွင့်ထားရတယ်ပေါ့နော်ခုနကဟာကိုဖွင့်ထားရတယ်အဲ့တော့ကိုနဲ့မတိတဲ့တခြားသူတွေဟုံးခေါ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ location ကိုမပို့ပေးဘဲနဲ့သူတို့ရဲ့ location ပေါ့နော်ဒီ website ရဲ့ location အစားထိုးပို့ပေးအောင်ဟာလာ ကျွန်တော်အဲ့ဒီစတီကိုဖွင့်ထားဖို့ဆိုလို့ချင်းဒီမှာ advance ဆိုတာရှိပါလားเนาะအဲ့ဒီ advance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ advance ကိုတစ်ချက်နှိပ်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့လိပ်စာတွေကိုဟာဗီဒီယိုကောပဲပေါ်ပေါ်ပုံပေါ်ပဲပေါ်ပေါ်ပေါ့เนาะလိပ်စာတွေကိုအဲခေါ်လိုက်တာနဲ့လေကိုရဲ့လိပ်စာကိုပို့ပေးတာဖြစ်တဲ့အတွက်အဲ့လိုမျိုးမပို့ပေးအောင်ကျွန်တော်တို့ကဒီ wish app ရဲ့လိပ်စာပဲပို့ပေးအောင်ပေါ့เนาะအစားထိုးပို့ပေးအောင်ဒီစတီလေးကိုကျွန်တော်တို့ဖွင့်ပေးတာပါ ဒီစတီလေးကိုဖွင့်ပြထားပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအတွက်ဒါဆစ်ချလုံခြုံရတယ်ပေါ့နော်ဒီဝေဆက်သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်